မနေ့ညကအီရန်ကအစ္စရေးမြောက်ပိုင်းသို့ပတ်ထိန်ဒုံးကျည်များစွာပစ်ခတ်ခဲ့ပါတယ်။အဆိုပါဒုံးကျည်များစွာအစ္စရေးနိုင်ငံရဲ့အကြီးဆုံးစစ်ကမ်းမြို့ဖြစ်တဲ့ဟိုင်ဖာကိုပြင်မထားခဲ့ခြင်းဖြစ်တယ်။ဟိုင်ဖာနဲ့အခြားမြောက်ပိုင်းမြို့မှာမှာဒုံးကျည်တွေခေါင်းပေါ်မှာပြန်ကျလာစဉ်ဥက္ကဋ္ဌနေမိလာတာကိုကြားရပါတယ်။ဟိုင်ဖာဒီရမှာအနည်းဆုံးလူဆက်၄ဦးတန်ရာရရှိခဲ့ပါတယ်။၎င်းတို့ထဲမှာတဦးကအလွန်ပြင်းထန်တဲ့အခြေအနေမှာရှိပါတယ်။ ခမ်ရာမြို့မှာရှိတဲ့နေအိမ်တစ်လုံးကိုဒုံးကျည်ဒဇင်ထိမှန်ခဲ့ပြီးရင်းတရားများရရှိခဲ့ခြင်းဖြစ်ပါတယ်။ခင်းဖြစ်ပေါ်ရနေရာမှာတပ်ပိုများနဲ့ဗီဒီယိုများစွာအနေရောင်မိကိုများဒူထတ်စွာတက်လာတယ်ကိုမြင်တွေ့ရမှာဖြစ်ပဲပြပြတွေကိုဂိုင်းတဖြစ်ရှင်းရနဲ့လူများကိုကူညီရန်ရေးပေါ်တိုးပြရင်အဖွဲ့တွေအများစုရောက်ရှိလာခဲ့ပါတယ်။ဣဇွေကကွေတပ်ဖွဲ့ IDF ကလူတွေကိုမုတ်ကားတွေထားဖို့ပြောထားပါတယ်။မြို့မြို့ခံများပြကတော့တောင်ကျမှုတွေရှုပ်ထွေးမှုတွေကြောင့် ကရုတ်ချင်းမြို့အလင်းများပြေဝင်ခဲ့ကြပါတယ်။တမ်ရာမနထအိမ်တလုံးဒုံးကြီးထိမှန်ခဲ့ခြင်းဖြစ်တဲ့ရင်းကြောင်လူ၁၄ဦးတရားရရှိခဲ့ပါတယ်။ကယ်ဆယ်ရေးဒေသများအများဆုံးရောက်ရှိလာပြီးတို့ကကြောက်သူတွေကိုကူညီခဲ့ပါတယ်။အီရန်နိုင်ငံအတွင်းမှာရှိတဲ့ပြည်မတွေကိုအစ္စရေးကလေကြောင်းတိုက်ခတ်မှုကြီးကြီးမားမားပြုလုပ်ပြီးတဲ့နောက်မှာဆိုပါဒုံးကြီးတိုက်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါပြမများမှာနျူကလ িয়ার စရုံတွေ၊ရေနံစရုံတွေပေါ်ဝင်ပါတယ်။ဒီစစ်စင်ကြီးကို Operation Rising Lion လို့ခေါ်ပါတယ်။ ယခုတော့အီရန်နဲ့အစ္စရေးတို့အပြန်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွေကဆက်လက်ဖြစ်ပွားနေတဲ့ဒုကြညာဖြစ်ပါတယ်။အစ္စရေးရဲ့ကာကွယ်ရေးစနစ်တွေကဒုံးကျည်အများပြားကိုရန်တိုက်ရန်စူးစမ်းခဲ့တော့လဲအချို့မှာလူနေရပ်ကွက်များကိုကြားရောက်နေစေဖြစ်ပါတယ်။ယင်းကြောင့်မိတော်မှုတွေနဲ့အဆောက်အဦတွေပြည့်စုံမှုတွေပုံပုံဖြစ်ပွားနေပါတယ်။အီရန်ကဟိုက်ဖာမှာပက်ထိန်ဒုံးကျည်များစွာပြည်လုခဲ့ပြီးဖြစ်တယ်။ယင်းတိုက်ခိုက်မှုတွေကြောင့်တိုက်တိုက်ခတ်တဲ့ရာဇူးအဆောက်အဦပြည့်စုံမှုတွေမိလောင်ကျမှုတွေရှိခဲ့ပါတယ်။ IDF ကတော့ပြည်သူတွေကိုလိုရနေရာကိုဒီပိချက်တွေပြပို့ထားပါတယ်။အရေးပေါ်အဖွဲ့တွေကတော့တိုက်ခိုက်ခံရတဲ့ဒေသတွေမှာကူညီဖို့အတွက်အလုပ်များနေကြပါတယ်။ဒီတိုက်ခိုက်မှုဟာဣဇရဲနဲ့အီရန်ကြားပြည်ပခါတွေပိုဆိုးလာနေတာကိုပြတ်တနေပါတယ်။ယခုအခါအရသာများကိုပုံမဒုက္ခပေးတဲ့ပိုကြီးတဲ့ဒေသတွင်းစစ်ပွဲဖြစ်တို့ပြောင်းလဲလာမှာကိုလူများကစိုးရိမ်နေကြပါတယ်။